်မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အေနဲ့ဆက်ဆံနေတဲ့ဘင်္ဂလားဒေ့ရှ်ကိုစစ်ကောင်စီကကန့်ကွက်မှုဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကပြန်လည်ပယ်ချလိုက်ပါတယ်စစ်ကောင်စီရဲ့ K8 တိုက်လေရင်ထိုင်းလေးပိုင်းနဲ့တွင်းနီးကပ်လာချိန်မှာဆက်သွယ်ပြောဆိုခဲ့တဲ့အတွက်နောက်ပြန်ဆုတ်သွားတယ်လို့ထိုင်းဒုဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးကထုတ်ပြန်ပြောဆိုတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ းပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အာရခတက်တော်အေနဲ့ဆက်သွယ်ဆောင်ရနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအာမာတိန်စစ်ကောင်စီကကန့်ကွက်မှုအပေါ်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကပယ်ချလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြထားပါတယ်။နိုင်ငံအကျိုးစီးပွားကို ကာကွယ်မြင့်တင်ဖို့လိုအပ်တယ်လို့ယူဆရင်ဘဲအဖတ်နဲ့မဆိုချိတ်ဆက်ဆောင်ရွက်သွားမယ်လို့လဲဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေး ခါလီလာယာမန်ကသတင်းတောက်တွေကိုပြောပါရယ်ဘင်္ဂလားဒေ့ရှ်ရဲ့လက်ရှိဂျားဖြတ်အစိုးရအဖွဲ့က နေဆက်ဒေတာတွေမှာအရခတက်တော်အေနဲ့ထိတွေ့ဆက်ဆက်မှုတွေရှိနေတဲ့အတွက်အာနာတိန်စစ်ကောင်စီဘက်ကကန့်ကွက်ထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီကန့်ကွက်မှုကိုလက်ရှိဘင်္ဂလားဒေ့ဂျားပြတ်အစိုးရကပယ်ချထားသလိုနေဆက်ဖြတ်ကျော်ထိန်းချုပ်မှုတွေဟာအေလက်ထက်မှာရှိနေတဲ့အတွက်နေမြေထိန်းချုပ်ထားသူနဲ့အဆက်အသွယ်လုပ်ရမယ်လို့လည်းပြောဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာနေဆက်ဖြတ်ကျော်ပြဿနာတွေကိုအရခတက်တော်အေနဲ့ဆက်သွယ်ဆောင်ရနေသလိုမွတ်စလင်ဒုက္ခသည်တွေပြန်ဖို့နိုင်ရတဲ့အတွက် ဲစစ်ကောင်စီနဲ့ရောအာရခတက်တော်နဲ့ပါဆက်သွယ်ဆောင်ရနေရလို့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီယာယာမန်ကပြောပါတယ်။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအာရခတက်တော် AA ကိုတရားဝင်အတိမတ်ပြုဆက်ဆံတာမရှိသေးပဲနေဆက်ဖြတ်ကျော်ပြဿနာတွေကိုသာထိတွေ့ဆက်ဆံနေတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ရန်ကုန်ကသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်မှာမေလ6ရက်နေ့ညပိုင်းကငလင်လှုပ်တဲ့အတွက်ကြောင့်ပြည်သူတွေဟာလမ်းပေါ်ကိုဆင်းပြေးချိန်တွေတွင်လမ်းပေါ်ထွက်လာတဲ့လူငယ်ချုပ်ကိုစစ်ဖို့ထမ်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်ချုပ်ရဲ့မိတ်ဆွေချုပ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ မေလ6နဲ့ည10:55မိနစ်အချိန်လောက်ကရန်ကုန်တိုင်းလှေကူးမြို့နယ်ဇေယျကွင်းကြီးမြောက်အနေ10ကီလိုမီတာကိုဗဟိုပြုကရစ်ချတာစကေး3တမခွန်အစင်နဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းငလင်တစ်ခုဟာလှုပ်ခတ်ခဲ့တာဖြစ်ပြီးအဲ့ဒီငလင်တန်းကြောင့်ရန်ကုန်မြို့ကပြည်သူအများစုဟာအထက်မြင့်တိုက်တာတွေကနေစင်ပြေခဲ့ကြတာလည်းဖြစ်ပါတယ်။အဲ့လိုစင်ပြေတဲ့အထက်မှာရန်ကုန်တိုင်းလှောင်မြို့နယ်တရက်ကွယ်ဇေယျတိတ်တိနှစ်လန်းကလူငယ်တွေအပါအဝင် င်ပြည်သူတွေလည်းတောင်းခဲ့ပြီးငလင်ကိုစိုးရင်ကညနေပြည့်တိလမ်းပေါ်မှာရှိနေစဉ်တွင် လောင်မြွနဲ့တရက်ွယ်ဥက္ကဋ္ဌစစ်သားတချို့နဲ့အပေါင်းပါတွေကလူငယ်တူးကိုလာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့လည်းဖမ်းဆီးခံရသူလူငယ်ရဲ့မိတ်ဆွေတူးကရှင်းပြပါတယ်။ဒါအပြင်ရန်ကုန်တိုင်းအတွင်းမှာအခုရက်ပိုင်းအတွင်းမှာအဲဆင်းစစ်ပြီးလူငယ်အချို့ကိုဖမ်းဆီးတာညပိုင်းအချိန်မှာစစ်တပ်နဲ့ရဲကကင်းလှကဖမ်းဆီးတာအပြင်ညနေပိုင်းမှာလမ်းသွားလမ်းလာနဲ့အလုတ်ပြန်လူငယ်တွေကိုဖမ်းဆီးတာစတဲ့ပုံစံမျိုးစုံနဲ့စစ်မှုထမ်းခိုင်းဖို့တဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုစစ်တ တက်ရဲပြူစောတိနဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကလှုပ်ဆောင်နေရလို့လဲစုံစမ်းသိရှိရပါတယ်ရှင်ဒီကမှာတော့ကရင်ပြည်နယ်မြောက်လီမြို့နယ်ကအောင်စေရစစ်ကြောင်းကိုပို့ဆောင်ခံရတဲ့စစ်မှုထမ်းအပတ်စဉ်၅ကတပ်သားတဲ့၃ဟာတနက်တလက်ကိုယူဆောင်လာပြီး PDF ထံကိုအလင်းဝင်ရောက်လာတယ်လို့ People Defense Force ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။မလ30ရက်နေ့က အောင်စီရစစ်ကြောင်းကစစ်မှုတန်းတသားတဲ့တုံးဟာတနက်တလက်ကိုယူဆောင်လာပြီးဘျူဟာ37စီကိုအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအလင်းဝင်လာတဲ့တသားတဲ့တုံးတဲ့ကလက်မက်နဲ့ခရမ်းတွေကိုယူဆောင်လာတဲ့တသားကိုငွေကျပ်သိန်း30ပေးရခဲ့ပြီးကြံရဲပေါ်နှူးကိုတော့ငွေကျပ်5သိန်းစီပေးရခဲ့လို့လည်းသိရပါတယ်။အဲဒီတသားတွေဟာနှထိုးကြီးအမရပူရနဲ့ရန်ကုန်တို့ကနေဖြစ်ပြီးနှထိုးကြီးမှာနေထိုင်တဲ့တယောက်ကတော့အလုတ်သွားရှာရမှာအလုတ်ပေးမယ်ဆိုပြီး ီတက်သေးကိုထည့်လိုက်တာဖြစ်ပြီးရန်ကုန်ကတယောက်ကတော့အလောက်ကအပြန်မှာပေါ်တာဆွဲဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်အမရဘူရာမှာနေထိုင်သူရကောမဲပေါက်တယ်ဆိုပြီးလိန်လေခွန်ယူကတက်သေးကိုထည့်လိုက်တာဖြစ်တယ်လို့လည်း People Defense Force ကတာဝန်ရှိသူတို့ကပြောပါတယ်ရှင့် ဆက်လက်ပြီးတော့ကရင်ပြည်နယ်ဖမ်းအမှုနယ်တောင်ကလေးအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားအုပ်ကိုဘားကုတ်ဂိုင်းဝင် ရာစုအကျဉ်းသားတွေကအုပ်စုဖွဲ့ကတက်ဖြတ်ဖို့ကြိုးပမ်းရမှာ နိုင်ငံရေးအကျဉ်းသားနှုတ်အပြင်းထန်ဒဏ်ရရှိသွားတယ်လို့လည်းသိရပါဗျ။နိုင်ငံရေးအကျဉ်းသားကိုကြွကြွမြင့်နဲ့ကိုမင်းသူဆိုတော့နှုတ်ကို ရာစုလူစုဘားကောက်ဂိုင်းဝင် လူတွေဖြစ်ကြတယ်။ရာစုအကျဉ်းသား12ယောက်ကအုပ်စုဘက်ဝိုင်းရိုက်ကတပ်ဖြတ်ဖို့ကြိုးပမ်းခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကတာဝန်ရှိသူမတ်ရောင်နီလင်းကပြောပါဗျ။ဖြစ်စဉ်ကတော့ထောင်ပိုင်ရဲ့လူယုံတပည့်ရာစုအကျဉ်းသား ထပ်နိုင်ဆိုသူကထောင်ဝကျိုးရဲ့ငားဟင်းဟာနောက်ကျရတဲ့အကြောင်းကိုနိုင်ငံရေးကျင်းသားနှစ်ဦးဟာအဆောင်တွင်းဝင်ရောက်ပြောဆိုခိုင်းခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဝင်ရောက်ပြောဆိုစဉ်မှာရာစုအကျဉ်းသားစပရင်ကအဝတ်နဲ့ပတ်ထားတဲ့ကွန်ကရစ်တုံးနဲ့နိုင်ငံရေးအကျဉ်းသားနှစ်ဦးရဲ့ကူးကောင်းကိုစတင်ဝင်ရောက်ရန်နက်ခဲ့တာဖြစ်ပြီး ကျန်ရာစုအကျဉ်းသားဘာကုတ်ခိုင်းဝင်အဖွဲ့ဝင်တွေကလည်းဝင်ရောက်ဝိုင်းရိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲလိုလုတ်ကြံရိုက်နှက်တက်ပြတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားနှူးဟာအပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့လည်း PPLN မှာတာဝန်ရှိသူတို့ဖြစ်တဲ့မတ်ရောင်နီလင်းကပြောပါတယ်။အဲလိုဝင်ရောက်ရိုက်နှက်သူတွေဟာ ထောင်အတွင်းနိုင်ငံရဲ့အကျဉ်းသားတွေကိုတီးတန့်နှိပ်ကိုရေးအတွက်ဖွဲ့စည်းထားတဲ့ဘားကုတ်ခိုင်းကဥဆောင်သူတွေဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဘားကုတ်ခိုင်းဆိုတာဂုတ်မှာပုံစံတူဘားကုတ်ပုံစံတက်တူ ထိုးထားကြသူတွေဖြစ်ပြီးအကျဉ်းထောင်အတွင်းမှာဖွဲ့စည်းထားတဲ့ခိုင်းတစ်ခုဖြစ်တယ်လို့အင်အားတရာဝန်းကျင်ခန့်ရှိပြီးအရင်တောင်ကလေးထောင်ပံကဖွဲ့စည်းပေးခဲ့တာဖြစ်တယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNNC ကနေသိရှိရပါတယ်ရှင်။ တလင်းတိုင်တန်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်တလင်းတိုင်တန်းကော့ဂရိတ်မြို့နယ်မလီဝမ်းဒေသကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့ရမှာခမရ984တရင်ကအရာခံဘိုးတူအပါဝင်တောင်းဟာတေဆုံးခဲ့လို့ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ ပောက်ကဖတ်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။ဧပြီလ29ရက်နေ့မှာကော်တောင်းညွန့်နယ်မလီဝမ်းကျေးရွာတက်ကြဲချင်းနေရာကိုအင်အား80လောင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လေတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲပြီး40မမနဲ့ပြစ်ခတ်တက်ခဲခရကနေခမောက်ကြီးမြို့ခြေဆိုင်ခမရ984တရင်ကအရာခံဘုတ်တို့အပါဝင်စစ်သား3ဦးကတစ်ဆုံးခဲ့တာလည်းဖြစ်ပါတယ်အဲဒီတက်ခဲမှုကိုကော်တောင်းညွန့်နယ်ပြည်သူက ာကွယ်ရေးဖွဲ့ပကဖကရဲဘော်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထူးခံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတိဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မြန်မာစစ်ကောင်စီရဲ့ K8 တိုက်လေယာဉ်ဟာ ထိုင်းမြန်မာနယ်စပ်ကချနာဘူရီခဲထိုင်းလေးပိုင်းနဲ့အတွင်းကိုနိကတ်စွာပြတ်တန်းလာခြင်းတွင်မြန်မာစစ်တပ်ထံကိုဆက်သွယ်ပြောဆိုခဲ့တာကြောင့်လေးဟာနောက်ကိုပြန်လဲဆုတ်ခွာသွားရလို့လဲထိုင်းဆိုရဒုဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးတို့ကသတင်းထုတ်ပြန်ပြောဆိုလိုက်ပါတယ်။မေလ6ရက်နေ့နေ့လယ်ပိုင်းကထိုင်းမြန်မာနယ်စပ်ကချနာဘူရီခဲထိုင်းနေပိုင်းနဲ့အနီးမှာမြန်မာစစ်တပ်ရဲ့တိုက်လေယာဉ်တစ်စီးဟာပြန်တန်းလာတာဖြစ်ပြီးအဲ့ဒီတိုက်လေယာဉ်ဟာထိုင်းနေပိုင်းနဲ့နဲ့အလုံး နီးကပ်လာခဲ့ပေမဲ့လည်းထိုင်းနေတိုင်းလက်ကိုကျူးကျော်ခဲ့တာမရှိဘူးလို့လည်းဆိုပါရတယ်။ဒါပေမဲ့ထိုင်းလေတပ်က F16 တိုက်လေယာဉ်နှစ်စီးကိုဆစ်လွတ်ခဲ့ပြီး ပြန်တန်းစီကကင်းလက်စောင့်ကြည့်စီခဲ့လို့လည်းပြောပါရတယ်။ဒါအပြင်ထိုင်းမြန်မာနယ်စပ်အနီးမှာပဲထိုင်းဆိုရမြေစင်းဌာနရဲ့မောင်းတူမဲ့ drone UAV တစ်စီးပြန်တန်းခဲ့မှုနဲ့ပတ်သက်က အသေးစိတ်ထုတ်ပြန်ပြောစရာမလိုပဲအဲ့ဒီပြန်တန်းမှုဟာဆိုရင်နယ်နိမိတ်ချိုးပေါက်တဲ့ကိစ္စမဟုတ်ဘူးလို့လည်းပြောဆိုခဲ့ပါရရှင်။ဟုတ်ကဲ့ပါရှင်ဒါရရေကုန်ခစ်တဲ့မနက်ခစ်တဲ့နေ့ကိုတက်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျမမြပါ